ကတိကျူချန်နယ်လေးပြန်လဲကြိုးစားပါရစေနော်။နေပါလေးပြောချင်တယ်ဆိုတော့နော်ကျွန်တော်တို့နော်ဒီဗုဒ္ဓဘာသာမှာလည်းပြည့်မလားအတ္တမဝါဒအားလည်းရှိရဲ့အတ္တမဝါဒီပေါ့နော်အတ္တမဝါဒီအတ္တမဝါဒနော်တော်တော်ကြီးကိုကြီးစိုးခဲ့ပြီးတော့အတ္တအကောင်နဲ့အားဘာဖြစ်တယ်ညာဖြစ်တယ်ပြောခဲ့ဆိုခဲ့တဲ့ရာအခုတော်သေးတယ်ခင်ဗျာ။ပါကျုံစီရတော်ကြီးတို့နော်တီလူစီရတော်ကြီးတို့ရှိလုံးတတိယအချီတုံးကနော်ပြောခဲ့ဆိုခဲ့ဒါနော်ဟောကြားခဲ့တာလေးတွေခင်ဗျာဟောထက်ဟောထားလို့ခင်ဗျာတော်သေးတယ်ခင်ဗျာ။ ငေါတကယ်စားတတ်ပြီးတဲ့ပုံကိုယ်တွေဖြည့်ချင်းရမပြူရမယ်အများကြီးခင်ဗျဒီဒီတကယ်ဆိုတော့သူတယောက်တည်းနဲ့မဟုတ်တော့ကျွန်တော်အဲ့ဒါကြိုက်တယ်မစိုးရင်တက်တဲ့ဆရာတော်ဩဝါဒထဲမှာဆရာအတင်မှတတနေရလုံးပေါက်သွားမယ်ဆိုတဲ့ရာလေအဲဩဝါဒဟုတ်တော့ကျွန်တော်တင်ပေးပြီခင်ဗျကျွန်တော်ဆိုနားနဲ့တန်းဆဲသွားတာဟာဆရာအတင်မှပြီးဆိုသွားပြီးတတနေရလုံးပေါက်ပြီခင်ဗျဘာလို့တော့အလွဲမှတင်ပေးလိုက်ဟာမှာစောက်တော်လဲစောက်တော်မကြီးအကုန်ဖြစ်ကုန်ပါလေအဲ့တော့အခုကျသူကမှန်ပါတယ်ပြုတ်ပါတယ်ပြောပြီးတော့ပေါက်ပန်းလေးတဲ့ခင်ဗျ အဲ့နောက်တော့ဆိုလို့ချင်းဒီကူစီရဲအော်အာရပြန်ပြီးရတဲ့ဟာဆိုလို့ချင်းခင်ဗျအဲ့မှာခင်ဗျလူရလူဝိသုံဝိထားတော့ယဟန်ဥရှာနေရတယ်ဗျဘလောက်ဒီသာသနာကခင်ဗျဘလောက်ဆောက်ဒရက်ဆောက်တမားကြီးလုံနေဦးတော့ခင်ဗျအဲ့ကြတော့ဒီမှာပရမအုံဆုံးအမနော်ဒီမှာမိုးပြခိုင်းကဟာနော်အမပါကျုပ်စီရတော့ပြန်ပြေရှင်းလာတာနော်ပြီးတော့မှကျွန်တော်တီကူစီရတော့ပြန်ပြေရှင်းလာပရမအုံဆုံးနော်ပါကျုပ်စီရတော့ပြန်ပြေရှင်းလာတဲ့အရာရဲ့ เนาะတစ်ချက်နာကြည့်မယ်ဗောနောပရမောင်းတော့အမမိုးပြခံရတာလာလိမ့်မယ်တပည့်တွေတို့မြန်မာလူမျိုးတွေဟာဗုဒ္ဓဘာသာတွေဟာတည်သွားတဲ့လူကိုယေຊုပြီးတော့ကုသိုလ်လုပ်ကြတာကြတော့ဘယ်လိုလဲမေးစရာရှိတာเนาะဒီမေးခွန်းကမေးကိုမေးရမယ်မေးခွန်းအဲ့ဒါကြတော့သူ့အတွက်ကြိုးရှိလာဒီမေးခွန်းနဲ့မြတ်စွာဘုရားကိုမေးခဲ့ဘူးတာပဲဇန်နုတော်နိဆိုတဲ့ဘရင်ရဲ့ပရောဟိတ်ပုံနာကြီးတယောက်ကမေးခဲ့ဘူး ရှင်ပြားတဲ့တပည့်တော်တို့ဟာသေတဲ့လူတွေကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့အမြတ်တမ်းပေးဝေကြတယ်တဲ့အဲ့ဒီလိုပေးဝေလို့ရှိရင်သေတဲ့လူအတွက်အကျိုးရှိသလားဒီမေကောင်းလေးတာเนาะအခုအမြတ်တမ်းပေးဝေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လေမြတ်စွာဘုရားကဖြေတယ်ဘလို့ဖြေတော့ပုံနာကြီးကမေးလိုက်တာကရှင်ပြားတဲ့တပည့်တော်တို့အမြတ်တမ်းပေးဝေကြတယ်တဲ့အမြတ်တမ်းပေးဝေတဲ့အခါကျတော့တောင်းနေသူအတွက်အကျိုးရှိပါသလားเนาะအဲ့တော့ မြတ်စွာဘုရားဆိုလိုတာကအေးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ငရဲပြည်ရောက်နေမယ်တရိษံကုံရောက်နေမယ်လူပြည်ရောက်နေမယ်နတ်ပြည်ရောက်နေမယ်ဆိုရင်ဒီကကုသကောင်းမှုတွေလုပ်ပြီးအမြတ်ဝေတာမရဘူးတဲ့။ဟုတ်ကဲ့။ရတယ်လို့ဘုရားမဟုတ်ဘူးနော်မရဘူးတဲ့။ဒါဖြင့်ဘယ်နေရာမှာရတာတော့ဆိုတော့ကိုယ်အိမ်အနီးပတ်ဝန်းကျင်မှာစားရမယ်မယ်တောက်ရမယ်မယ်နေရမရှိတဲ့ပြိတ္တာဘဝရောက်နေတယ်ဆိုလို့ရှိရင်နော်တဲ့။ ကုသိုလ်ကောင်းမှုပြုပြီးမျက်ဝေလိုက်မျက်ဝေလို့သူကသိပြီးတာရုခေါ်လိုက်ရင်တော့အဲ့ဒီပုဂ္ဂိုလ်ရတယ်အဲ့ဒီပုဂ္ဂိုလ်တောင်မှတာရုမခေါ်ဘူးဆိုရင်မရဘူးတဲ့ဟုတ်ကဲ့တာရုခေါ်တာကသူသူကုသိုလ်ပဲတာရုခေါ်လိုက်ရင်တော့ဒီကမျက်ဝေလိုက်တဲ့ကုသိုလ်ကသူအပြည့်ရသွားတယ် ပြောကမှပြောရောလူဘယ်လိုလုပ်နောက်ဘဝသွားမှာတော့ညာကဲတစ်ပင်နေခင်ဗျားတို့စိုက်ထားတယ်ခင်ဗျားတို့အိမ်ရှိမှတရက်ပင်လေးတီးနေတယ်ဆိုတရက်ပင်လေးကတီးတဲ့အခါတီးလေးချိုးလို့ကောင်းတယ်ပေါ့နော်ဒီတရက်ပင်လေးတည်သွားပြီဆိုရင်တရက်တီးမတီးတော့တာရှိတာပဲတဲရွယ်လည်းမထွက်တော့တာရှိတာပဲဒီတရက်ပင်လေးပြဘယ်ဘဝမှန်ကူးတော့ပါလိမ့်လို့ဆိုတာဘသူတွေးတွေးလေးတော့ဘသူမှမတွေးဘူးခင်ဗျားတို့အိမ်မှာခွေးကလေးမွေးထားတယ်ကြောင်ကလေးမွေးထားတယ်သူတို့တက်တန်းအတူတူလေးဆိုဆိုခင်ဗျားတို့မသေးခင်အတွင်းမှာသူတို့တည်တာပေါ့နော် သေးတော့ဒီခွေးလေးသေးပြီကဲဆွဲတာပြစ်လိုက်ကြတော့ဟာဒီကြောင်လေးသေးရှာပြီဆွဲတာပြစ်လိုက်ကြတော့ဟာပေါ့နော်အော်ဒီကြောင်လေးဘယ်မှန်းသွားရှာလိုက်မလို့သူ့အသေးကောင်ကလေးကိုလှလှပပကလေးသွားရအောင်သွားရတာကလေးကိုသူမြင်ရအောင်တို့ဒီကနေပြီးတော့မตาလေးတော့ကောင်းကောင်းချအောင်မှာပဲလို့ဘယ်သူလုပ်တုံညာဘယ်သူမှမလုပ်ဘူးချက်စားခြင်းနဲ့လူကဖြက်ပြီးတော့တောင်ချက်စားလိုက်လေဦးမယ်နော်အဲ့တော့ဆိုလိုတာကတော့ပြင်ဒီကြောင်လေးခွေးတွေလည်းပဲ နောက်ဘဝသွားတယ်လို့မထင်ပါဘူးရနော်ကျုပ်တို့ကလူဖြစ်နေတော့ဟုတ်နော်လူဟာလည်းပဲအသက်ရှင်နေတဲ့သူတစ်ပင်နေလည်းအသက်ရှင်နေတဲ့သူတရိစ္ဆာန်နေလည်းပဲအသက်ရှင်နေတဲ့သူတည်ကြပြီဆိုရင်တော့ဒါမရှိတော့တာပဲမဟုတ်လားတည်ပါပြီဆိုမှမရှိတော့ဘူးလို့ဆိုတော့မရှိတော့တဲ့နောက်ကိုအမေတစ်ခုလေးတော့သွားရှိသေးတယ်လို့ဆိုတာမျိုးပလိပလာတွေကျတော့လှုပ်ချင်တာဗျာနော်အေးဒါကြောင့်မို့လို့ တီရောကုတ္တသုတ်ဆိုတာမြတ်စွာဘုရားဟောထားတာရှိတယ်။အဲ့ဒီတီရောကုတ္တသုတ်အရာဆိုလို့ရှိရင်အေးပြိဋ္ဌဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုဒီကကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလိုက်လို့ရှိရင်တဲ့မြင့်ညာကနေပြီးတော့စီးဆင်းလာတဲ့ရေတွေဟာနေညာကိုတလဟောဆုစီးသွားတယ်လို့ပဲတဲ့ဒီကကုသိုလ်ကောင်းမှုတွေအကုန်လုံးသူစီပြေဝရသွားချက်ချင်းနေစရာတွေရသွားတယ်စားစရာတွေရသွားတယ်ဝတ်စရာတွေရသွားတယ်ချမ်းသာဒုက္ခရသွားတယ် တာရုခေါ်လိုက်တာလေနော်အဲ့တော့အမြတ်ဝေတယ်ဆိုတာကြည်ကိုရည်စူးတဲ့ပုဂ္ဂိုလ်ကဒီရနိုင်တဲ့ပုံစံကြိတ်တာပုံတစ်ခုတည်းပဲရှိတယ်။ဉာဏ်နဲ့ပုံရောက်နေရင်ကိုရည်စူးတဲ့ပုဂ္ဂိုလ်မရဘူး။အေးဒါကြောင့်မို့လို့ဒီကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေတယ်ဆိုတာအမြတ်တမ်းမှာအကျိုးရှိတယ်တဲ့။သူတို့အတွက်အကျိုးရှိတာနော်။ဒါနကောင်းမှုလုပ်ပြီးအမြတ်ဝေကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်ပြွေရဲဆိုတာ အဲ့ဒီသွားနေသူတွေပုဂ္ဂိုလ်တွေအများကြီးအကျိုးရှိတယ်။သူတို့သာအကျိုးရတာမဟုတ်ဘူး။ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကလည်းကုသိုလ်ပြည့်ဝရပါတယ်လို့။ယသောဘုရားကဇာတိသောနိတုံမှာဒီလိုဟောတာ။အင်္ဂုတ္တပါဠိတော်မှာရှိတည်ရဲ့နော်။ကဲ။ဂျာရောနော်။ဟိုကလိမ့်ဆန်နေပြ။လိမ့်ဆန်ဘာမှလူနဲ့လိမ့်ဆန်ကွာချက်တွေကိုလည်း तू မသိဘူးလားလည်းမသိဘူး။ နော်အသိဉာဏ်စဉ်းစားဉာဏ်နေရှိတယ်ကန်တီထောင်တဲ့အရာရတကယ်ဆိုတာဒီလိုဟာမျိုးရဲ့တရားတွေကိုနာနေပြီးတော့တိရမလားစောက်တလွတ်တမားကြီးထွက်လာတာကြီးအများကြီးလေအကြောင်းမဟုတ်ခင်ဗျာ၃ရက်နဲ့ရန်နာဖြစ်မဲ့၄ရက်နဲ့ရန်နာဖြစ်မဲ့ဘယ်သူလာလာရန်နာဖြစ်အောင်လုပ်မဲ့စောက်ယူရလေပေါ်လာလीခင်ဗျာတော့မဆရာတင်မားတာနဲ့ခင်ဗျာသွားပြီဆိုတတနေရလုံးပေါက်ပြီဆိုအဲ့ဒါကိုပြောတာတော့ဆရာတင်မားတတနေရလုံးပေါက်ပြီဆိုသွားပြီခင်ဗျာစောက်ယူရလေခင်ဗျာ ။စောက်ယူတွေလည်းခင်ဗျာအဲ့မှာကျွန်တော်ပြောပြီးသားခင်ဗျာအသက်ကြီးလို့လူကြီးဖြစ်တဲ့ကောင်တွေကခင်ဗျာဟာသွားပြီးနာနေတာခင်ဗျာနောက်တစ်ပုတ်ကြာရင်မှပါလာလိမ့်မယ်ခင်ဗျာအများကြီးပါအများကြီးခင်ဗျာယဟန်ကတော့ပြန်ပြီးအဲ့ဒီဟာကိုဥရှာသေးတယ်။ယဟန်လေဟိုဟာလူလေခင်ဗျာလူဝဝစ်ထားလေသူကသူဘာမှတိတ်ခါချရာမချရာအဲ့ဒါကြီးလူပြစ်နေပြီလေသူ့ထောင်ကြလို့တော့လူပြစ်နေလေခင်ဗျာအဲ့တော့ဟောဟမ်ဓမ္မစက်နဲ့မရလို့အာနာစက်နဲ့တော့လှုပ်ထားတယ်စောက်လွဲစောက်တော့မအောင်ဟမ် ခင်ဗျာ तू ပြောနေတဲ့ဟာကြီးဟာအတ္တမကြီးဟာကြီးကိုဟောသွားပြီးတော့နာကြားနေတဲ့ဟာကြီးဟောစောက်ယူတွေကွာခင်ဗျာတချို့လူတွေကခင်ဗျာမြန်မာနိုင်ငံမှာစောက်ယူကိုတမင်ကထားတဲ့ဟာကြီးရှိရဲ့နော်ခင်ဗျာစောက်သက်ကြီးလို့သာခင်ဗျာလူကြီးဖြစ်သွားတာဘာစောက်အောင်တော့ပွန်ပါလာတဲ့ဟာကြီးအများကြီးခင်ဗျာပြောရင်လည်းဗျာဘာဖြစ်တယ်ညာဖြစ်တယ်ကပြောအောင်ပဲခင်ဗျာမောင်ကတော့အမအကြီးပြောရမှာပဲလေဗျာခင်ဗျာလည်းငါဆွဲကပ်ပြီးအဲ့တော့တချို့လူတွေကခင်ဗျာညောတောက်ကြောက်ပြောတယ် ခင်ဗျာငါဆွဲကပ်ပြီးအဲ့လိုငါကတ်ကတ်ပြီးတော့လှုပ်သွားတဲ့ຢာကြီးကျွန်တော်တို့တအားကြောက်တာခင်ဗျာစကားရကာ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 ကုန်ပြီးတော့ဖြစ်ကုန်တဲ့ຢာကြီးဟမ်โอ้ตลอดซูซูเว้ยครับเนี่ยดีกองครับเนี่ยบะลောက်ที่เนี่ยลูริโอเนี่ยอกုံลงพี่อ๋อตรวาเนี่ยครับเนี่ยชินเลยครับเนี่ยฮะลูลิซอกอ้งน้องชื่อเลยครับเนี่ยดิอืม โอ้ซออุโนมชิจาดาอูเนาะอาปาจุเสียซอดาปาจุเสียတော့ပြောเนาะအခုတီကူเสียတော့ရှင်းနာမယ်ပြောเนาะတော်သေးတယ်ပาจုเสียတော့ဘုရားကြီးကိုเนาะတီကူเสียတော့ဘုရားကြီးကိုအမှတကယ်ဟိုသာရပိရပုဂ္ဂိုလ်ကြီးအများကြီးထွက်ရှင်းထားလို့เนาะခင်ဗျာမလွယ်ဘူးခင်ဗျာတော်တော်ကြောက်ဖို့ကောင်းတယ်เนาะခင်ဗျားတို့တပတ်နေရာလုံးပေါက်ကုန်မယ်เนาะစောက်တော်တော်လေးစောက်မှားနေတယ် ရုပ်တုကိုကျုပ်ပြန်ကြည်လဲမကြည်ညိုတတ်ပါဘူးယာခင်ဗျားတို့များတော့ကြည်ညိုတတ်လေလားမသိဘူးကျုပ်ကသူများတွေကြည်ညိုတတ်တယ်လို့ကြားရင်ကိုနားမလဲဘူးနားမလဲဘူးကိုကမကြည်ညိုတတ်တာ哦ကျုပ်တို့ငငယ်တော့ဆိုရင်ဘုန်းကြီးကြောင့်ရောက်ခါသာဘုရားရာခန်းထဲကိုဘုန်းကြီးကနေပြီးကျုပ်တို့ပြဖို့ခေါ်သွားတယ်တော့ကျုပ်တို့ရင်ကြောက်ပြီးတော့ကို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 နဲ့သူ့နောက်ကနေပြီးတော့အတင်းကတ်လိုက်ရတယ်ဗျာတခါတည်းတာတချို့ကလေးတွေဆိုငိုတောင်ငိုတယ်ဘုရားရုပ်လူကြီးတွေကြောက်လို့ပေါ့နော် ဲ့တော့ဘုရားယုံသူကြီးတွေကဘယ်တကယ်ပဲကြီးညိုကြကောင်းသလားပေါ့ဘုရားယုံသူကိုကြည့်ပြီးဘယ်လိုနဲ့သူ့တို့ကြီးညိုတယ်ဆိုတာထက်တာပါလိမ့်လို့အဲ့ဒါကိုမှန်းလို့တောင်ပြောခင်မရဘူးပြောလို့ဆိုရင်တော့ဒီယုံသူဟာလှလည်းမလှပါဘူးမလှဘူးလို့ဆိုတာကြီးညိုရလောက်တဲ့စိတ်ထဲကနေပြီးတော့မှန်းကြည့်လို့လည်းပဲကျုပ်တို့ရဲ့မပေါ်ပါဘူးလို့ဒီလိုပြောရမှာပေါ့နော်အဲ့တော့ဒီယုတ်တုကိုအိန္ဒကအိန္ဒိမှာထားကြတယ်ဗျာ ကျုပ်တို့ဒီယုတ်တုတွေကလည်းပဲဟန်ဆောင်ပါဆောင်ထားတာလောက်ပဲလို့များတောင်လည်းထင်တယ်ဗျာခြွေတို့တွေပေါ်လာမှဗါတယ်လေခြွေစစ်တွေ क्वे ရာသတ္တမပရိသူပကတိပေါ်ပေါ်လာရင်သတ္တမအစစ်တွေဗာဖြစ်လေ क्वे ဖို့ဖြစ်လိမ့်မယ်တကယ်လေကဘာဖန်တော့အထုအယောင်အတော်များယဟန်အထုအယောင်တို့သီလရှင်အထုအယောင်တို့အစစ်ဘုအထုအယောင်တို့ သနာတော်ကြံကြတည်ခြင်းရဲ့အကြောင်းမှာကတော့ပိဋကသုံးပုံကိုစနေကြသင်ချမ်းခြင်းနဲ့ပို့ချခြင်းသည်သာလျင်ဗဒါနပဲတဲ့ဟုတ်လားအဲဒါကြောင့်ဟောပြောတဲ့ပုဂ္ဂိုလ်ရောပို့ချတဲ့ပုဂ္ဂိုလ်များရောနော်တရားပြတဲ့ပုဂ္ဂိုလ်များရောအကုန်လုံးအဓိကဘာလို့ဖို့လို့ ဘိဓကသောမသုဒ္ဓဝိနည်းဘိဓဘာကိုစနေတကြသင်ဖို့လိုပါတယ်စနေတကြသင်ခြင်းမရှိဘဲနဲ့သာဩဟောမယ်ဆိုရင်စနေကြသင်ခြင်းမရှိဘဲနဲ့တရားပြမယ်ဆိုရင်ပฏิရူပကရီနဲ့ညှိပြီးတော့မှန်တိုင်းမပေါက်သဲတဲ့ကိုရေသွန်းသလိုပြိသတ်ရထမ်းပင်ကိုရေလောင်းသလိုဖြစ်နေကြမယ်နော်သာသနာတော်ကိုမြေမြုပ်ပြလို့မြေမြိုသွားလို့ငရင်လှုပ်လို့ ဟုတ်လားမြေကြီးတဲ့ထဲ့မြုပ်ပြေလို့သာသနာမကွဲဘူးဖရာတွေကြောင်းနေမြုပ်ပြေရင်ရမယ်သာသနာတော်ကိုမြုပ်လို့မရဘူးဟုတ်လားပတဝိတ္တဆိုတဲ့မြေကြီးဒီကဖရာသာသနာကိုကွဲအောင်မလုပ်နဲ့အဘောဓာတုနော်ရေးပင်လယ်တဲ့သာသနာမြုပ်လို့မမြုပ်ဘူးဆိုနာမီလာကြနိုင်လားနော်ဘယ်တော့မှသာသနာမမြုပ်ပါလူတွေမြုပ်မယ်ကြောင်းတွေမြုပ်မယ်ဘုန်းကြီးမြုပ်မယ်ဒါတော့ရှိရင်ရှိမယ်သာသနာမမြုပ် နာတကနာတေဇောဓာတုဘီလောင်လို့လေသာသနာမပြတ်ပါဘာယောဓာတုသတ်နာသတ္တမန္တရာတာပိတိမုံတိုင်းတိုက်လို့တဲ့သာသနာမပြတ်ဘူးမြေကြီးလေမိဓာချီလေးပါးကြောင့်သာသနာပြတ်တယ်ဆိုတာမရှိဘူးဒါဖြစ်ရင်ဒီသာသနာတော်ကိုဘယ်သူတွေဖြတ်တယ်လဲဒီသာသနာတော်ကိုကွဲအောင်လုပ်ကြတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဣဒီဝ သာသနာတော်တွင်မှပေါ်လာတဲ့မောကပုရိသတွေကသာလျင်ဒီသာသနာတော်ကိုဖျက်ဆီးပြကြတာမောကပုရိသဆိုတာဘုရားစကားတော်ကိုအဲ့ဒီလိုပြောင်းပြန်လုပ်ပြီးတော့ဖျက်ဆီးတဲ့ပုဂ္ဂိုလ်တွေဟာဘာတွေလဲမောကပုရိသဘာတွေလဲမောကပုရိသတွေကပရိသတ်ကြီးဘယ်ကလာရေတွေကလာမြေတွေကလာကောင်းငင်ကမဟုတ်ဘူးသာသနာတော်တွေကပဲထွက်လာကြတာเนาะ ဩသန္တရာနဲ့နိဗ္ဗာန်အတူတူပဲဘုန်းကြီးတို့ကတော့သန္တရာကလွတ်မှနိဗ္ဗာန်နိဗ္ဗာန်ဆိုတာသန္တရာတွေကထွက်သွားတာဒီလိုမဟုတ်လားဩနိဗ္ဗာန်သန္တရာတွေရှိတာပဲဒီလိုလားအဲဒီလိုပုဂ္ဂိုလ်တွေကိုဘာခေါ်တာလဲမောဂပုရိသပိဋကသုံးပုံလက်ရှိပိဋကသုံးပုံကသံမတန်ရှင်းဘူးငကားပြီကလာတဲ့ပိဋကသုံးပုံကသံရှင်းတယ်ဒါနာကကျုံပြောတာ ဟုတ်လားတပ္ပတိဝါရကင်ကအစကောဆတို့ကတော့ပါတယ်ဒါတွေကဘူရင်းနေလည်းမဟုတ်ဘူးဘုရားအလိုတော်ကြတွေလည်းမဟုတ်ဘူးရှင်မကတ္တပါတို့ဟာတောင်တော်မြောက်မြောက်ဒီပြောထားတာဘာညာဆိုတို့ကပိဋကသုံးအကုန်ဖျက်သိမ်းပါလုံးမှာအသိပြန်ရေးတဲ့ဝိပါဒါဆိုထွက်လာတယ်မဟုတ်လားအဲ့ဒီအတ္တကောသတို့ရဲ့စဒုဋ္ဌသင်္ကန်းနာနာကိဋ္ဌကမေထောက်ပါတဲ့တင်ခဲ့တဲ့သင်္ကန်းနာကပိဋကအသိတွေကို သူတို့ကတက္ကရာဘာသာနဲ့ရေးတယ်ပါဠိနဲ့မရေးတော့တက္ကရာနဲ့ပြန်ရေးတော့လူတိုင်းမတတ်တော့အဲ့တော့အဲ့ဒီတက္ကရာတတ်တဲ့ဒီပိဋကရေးတဲ့ဘုန်းကြီးတွေကသူတို့လက်ထက်ဆုပ်ထားတယ်မနိုပိုလိုက်လုပ်ထားတာအဲ့လိုဖြစ်သွားလူတကာကိုသိမပေးဘူးသူတို့ပဲသိတယ်သူတို့ပဲတတ်တယ်သူတို့ဖြစ်ကုန်ဘာယနာဂိုင်းဆိုတဲ့ဥစ္စာတွေကစတုဒ္ဒသင်္ကန်းတာကစတယ်သင်္ကန်းတာသုံးတန်ကစာကိုဖြတ်သိပြီးတော့အသိပြန်ရေးတာ အဲ့ဒါ origin ဆိုတော့အိန္ဒိယပြည်ကသွားတာတော့ဟုတ်တာပေါ့ဗျာဒါ origin လားအနေစကားဆိုတော့ကြီးတရားဟောတယ်ဝိနည်းစာပြန်ပွဲဆိုရသက်တော့90မနေ့စွန်းစားဝိုင်းကြတော့ဆိုရကြီးကဟေးအနေစကားမင်းတို့ဘာလောက်ကြလဲတဲ့ဘယ်လိုပြောမှန်းတော့မသိဆရာတော်ဘာမေးလဲအေးကြားတော့ကလူတွေနဲ့အုံးအုံးနဲ့မင်းတို့အသက်80တိနဲ့ဘာလောက်တာလဲတရားဟောတာပါဗျာဘာလောက်ဖို့ဟော ဩဘုရားသာသနာတော်အတွက်သာသနာတည်တရန်တည်တန်းကြောင်းပြန်ပွားရပြန်ပွားကြောင်းဒီလိုလိုဟောကြတာပါဘုရားဟာမင်းတို့ငါတို့သာသနာတော်ကြီးကအင်းသာတိုင်နဲ့ဆောက်တဲ့အိမ်ကြီးလိုလိုက်လက်လိုက်လဲနဲ့အထဲလဲခြရီလဲစားနေပြီကွာအောက်ခြေတွေလဲပဲအကုန်ပြတ်ကုန်ပြီကွာ အဲ့လိုဖြစ်နေတဲ့သာသနာမင်းတို့ဟောတော့ဘာဖြစ်အောင်မလဲစတော်ကြီးကဒေါနဲ့မောနဲ့ပြောတယ်ကုလသာသနာကိုယ်ကျောင်းမှာဟောတာပဲစတော်ကြီးကလည်းအဲ့တော့တပည့်တော်တို့ကတော့အိုးပြတ်တော်မယ်ဆိုတာလည်းသိတော့သိပါတယ်ဒါမဲ့ကြားလေးပါလေကံပေးတာပါဗျာဆိုတော့ဟာကြားကံမနေနဲ့ကွာတယ်ပြိုတော့မယ်အင်းကြီးဆိုတော့တွန်းဖြိုးပြလိုက်ပြီးတော့မှအသိပြန်ဆောက်ရတယ်ကွာတယ်ဒီလိုပြောတယ် နေစကားကစကားတတ်တယ်ချက်ချင်းပြန်လျှောက်တယ်တပည့်တော်တို့ကတော့တွန်းဖြိုတဲ့အထက်မပါနိုင်သေးဘူးဗျာကြားလေးတော့ထောက်လိုက်အောင်ပဲတဲ့အဲ့ဒါလဲကျင်လဲလဲမလဲကျင်တဲ့နေဖြိုတဲ့အထက်တော့တပည့်တော်တို့မပါဘူးတဲ့တပည့်တော်တို့ကတော့ဂျက်ကန်တဲ့ဘက်ကပဲတဲ့အာလုံးအင်းတို့ရည်ဝိုင်းဖြိုတဲ့အထက်တော့မပါကြနဲ့ဟုတ်လားဂျက်ကန်တဲ့ဘက်ကယက်တီကြစမ်းပါနော် မြေရင်လေးမိဓာတ်ကြီး၄ပါးကြောင့်သာသနာမကွယ်ဘူးမောဃပုရိသတွေသာသနာတော်တွေကထွက်ထွက်လာပြီးတော့သူတို့တွေမလုပ်ကြတာလေကွယ်အောင်လုပ်ကြတယ်ပါဠိစကားလေးရမောဃပုရိသရှေးကဆရာကြီးတွေနေတရားကျမ်းထဲမှာအချီးနီးလို့ပါတယ်ပြဘယ်လိုပုဂ္ဂိုလ်တွေလဲရှင်တွေလည်းပဲအချီးနီးရှင်ယဟန်လူတွေလည်းပဲအချီးနီးလူတွေအချီးနီးဆိုတာ ပရိယတိပฏิပတ္တိပရိဝေရမှာဘာမှသရုပ်သဏ္ဍာန်မရှိတဲ့အချိနီးပုဂ္ဂိုလ်လေးနော်အဲ့ဒါအရိစကန်းဆိုတော့ကြီးဟောတော့ကိုကြီးနားထောင်အဲ့ဘောကပုရိသကိုဆရာတော်ပွင့်ပွင့်လင်းလင်းလူတကနားလဲအောင်ဘယ်လိုဘာသာပြန်ရင်ကောင်းမလဲဆိုတော့အရိစကန်းဆိုတော့ပြောတယ်ဟာမင်းကွာဓမ္မဒေါသရောက်သွားမှဆိုလို့ငါကရှောင်းနေတာကွာတယ်မင်းမေးရင်တော့ငါပြောမယ် မောကပရိသဆိုတယ်ဒီရှေးစတော်ကြီးတွေပါတော်ပြန်တဲ့အချင်းဤပုဂ္ဂိုလ်ဆိုတာဟာအလကားကောင်းနေกว่าတယ်ဒီစကားပြောသွားတော့ဘာမှပရိယလည်းမဖြစ်ပฏิပတ်လည်းမဖြစ်ဓမ္မဆိုပြီးတော့အရဟမလျှောက်ပြောနေတဲ့ကောင်းနေအဲ့ဒါအလကားကောင်းနေကိုအချင်းဤကောင်ပြောတာกว่าတယ်ပါဠိလိုတော့ယဉ်ကျေးကျေးမောကပရိသပေါ့กว่าတဲ့တုတ်ဆပရိသဆိုသူတို့တွေဖြစ်နေကြတာกว่าတယ်ပဒနာကပြုတ်ခနဲတော့မကွယ်ဘူးတဲ့ အဲဒီလိုအဲဒီလိုမောဃပုရိသဆိုတဲ့ရေတွေဝင်းဝဲလာရဲ့နော်တုဆပုရိသဆိုတဲ့ရေတွေသာသနာတော်တွေကိုဝင်းဝဲလာရဲ့အနည်းစကားဆိုတော့ပြောသလိုပြောရင်အလကားလူတွေသာသနာတော်ထဲမှာအဲဒီလိုဝင်းဝဲလာရဲ့ဖြစ်ဖြစ်ချင်းဖြစ်ဖြစ်ချင်းဘာဖြစ်ဖို့လဲဒီသာသနာကွယ်ဖို့ပဲဖြစ်ပါတယ်အဲဒါကြောင့်အာလန္တသူတော်ကောင်းတွေနော်အလန်းကောင်းဆိုတော်ကြီးကိုအနည်းစကားဆိုတော့ရှောက်သလို့ ြိုရမယ်အင်ကြီးကိုဝိုင်းဖြိုတဲ့အထဲတော့မပါချစတံဝိုင်းပြီးတော့ကြားကန်တဲ့အထဲမှာတော့အင်တဲ့အားတဲ့ကြားကန်ကြပါစို့လို့ဒါလေးတိုက်တော်မီတော့ဘုန်းကြီးတို့ဟောပြောပွဲနေကုန်းချုပ်ပါဗျာဖိုးတန်နေတာနော်အဖိုးတန်ခင်ဗျားတို့တော့မသိဘူးကျွန်တော်ကတော့အဖိုးတန်ပဲနော်မောဂပုရိသတွေတည့်မလားဟောတာလေ တုတ်စာပုဂ္ဂလာနဲ့မောဂပုရိသတွေဆိုတာလေဟမ်ကျွန်တော်အဲ့ကဗျာတော်တင်မိသားသေးရဲ့လေအဲ့ကဗျာလေမှတ်မိလားမသိဘူးနော်ကျွန်တော်လူကြီးနီးလူကြီးနီးနော်တန်ဃာမလဲတန်ဃာကြီးလူဆိုလဲလူကြီးနီးကောင်းလေးနော်အဲနောက်တပုတ်ထက်လာအောင်မယ်အဲ့ဒါဥက္ကောတန်လာပေါ့နော်ဒီထဲမထည့်ပြီးတော့တအားရှိပါဘူးလို့အဲဥက္ကောတန်လာပြောထားတဲ့အရာလည်းရှိရသာသနာကွယ်ရခြင်းအကြောင်းကနော်ကျွန်တော်ထားတော့အခုဒီအားတော့ဟိုတဲ့အဲ့ဒီနော် ဆရာတင်မှတသနေအောင်လုံးပေါက်သွားမယ်အမမောကပုရိသားတွေလူချင်းနီလူအောက်တန်းသားတွေပေါ့ဗျာနော်အဲကြတော့ရောင်ရောင်လေးရောင်ရောင်လေးတွေနဲ့လှဲသားပြီးတော့လူတွေကိုသိရမလားအမားတန်နေရာထဲမှာလဲပြီးတော့တန်နေရာတပတ်လဲအောင်လုပ်နေတာနော်တန်နေရာထဲတန်နေရာလဲနေရဲထဲမှာနော်အဲနိဗ္ဗာန်ရှိတယ်ဆိုတော့နော်ကောင်းတာပေါ့ဗျာတန်နေရာတွေကပေါက်ထွားမှနိဗ္ဗာန်မဟုတ်ဘူးတန်နေရာထဲမှာလဲနိဗ္ဗာန်ရှိတယ်ဆိုပြီးတော့နော်အဲကြတော့ယုံကြည်လဲယုံကြည်ကြပါဗျာ ချင်းချင်းလေးပဲเนาะအတ္တကောင်းပါတယ်ဆိုတော့အရာပြောထားရအတ္တဆိုတာမကောင်းတဲ့အရာပဲအတ္တမှကောင်းပါတယ်ဆိုတာပြောထားတာကိုလက်ခံခြင်းနဲ့ခင်ဗျားတို့ကလုံးဝတန်အဒီတန်နေရာထဲမှာပဲเนาะအကုသိုလ်တွေနဲ့ပဲရှင်သန်ပြီးတော့เนาะမောဂပုရိသတွေပဲဖြစ်ရှင်နေဟိဆိုရင်တော့หนีจ้าบ่เสียเนาะกูก็တော့ชินต้องပြောတာเนาะจรเอาดีแท้มาเนาะตีดูเสียเลยเลยเนาะเบาะเด้อต้นเล่เด้เด้တော့มาปาจินฮู้เด้จ้ากั่นเน่เป็ดเด้เว้ปาจินเน่เนาะไอ้ไอ้ ပြိုလဲအောင်ဝိုင်းပြီးတွန်းလဲလိုက်ဖို့နော်တွန်းလဲတဲ့ဘက်မှာတော့မပါနိုင်ဘူးကြားကန်တဲ့ဘက်မှာပဲပါမယ်တဲ့နော်